ကလစီချစ်သူများမင်္ဂလာပါဒီတစ်ခါတော့ဝတ်နေယိုချင်းစောကားသည့်ချင်းဆက်ဟင်းရီလေးနဲ့မိတ်ဆက်ပေးပါရစီပရမဆုံးအသားများတဲ့ဝတ်နေယိုရင်းနှီးဖြောထားဖို့လိုပါတယ်ရင်းနှီးဖို့ပတ်စုမှာပဲတစ်ချက်ထည့်ပြီးတော့ရေခဲရေစိမ့်လိုက်လို့ရင်ရပါပြီခင်ဗျာဒီလိုလှချင်းအဖြစ်ဝတ်နေယိုမှာကတ်နေတဲ့အညီနဲ့နေပျောက်စီပါတယ်မြေဟိုးလွတ်လုံးမှာတော့ရေတဝက်လောက်ထည့်ထားပါတယ်ဗျပြီးရင်တော့ဝတ်နေယိုအလုံးကို ထည့်ပြီးပြုတ်ပါတယ်။အရသာအနေနဲ့တော့ပရမသုံးစက်သားမုံနဲ့စားကိုပဲထည့်ပါတယ်။စပလင်နှချောင်းလောက်ကိုတော့တပြားတည်းရိုက်အထုံးလေးထုံးထားပြီးတော့ဟင်းရည်နဲ့ထည့်မယ်ဆိုရင်အနံ့ကိုပုံမွေးချပါတယ်။ပြီးရင်တော့အခုံးလေးအုပ်ပြီးတနအိခွဲလောက်ကျုပ်ထားရပါတယ်။ဝဏ္ဏယုတ်တုတဲ့နံဝင်းလွန်းလာကြောင်းပြပြွားတော့ဒဇက်တောင်းနေတော့တာပါပဲအစာကြောက်ကျွေးလဲမစားပဲ ဒီဝက်နယ်ရိုးရရှိရေးသာတောင်းဆိုနေတော့ပါပဲခင်ဗျာဝက်နယ်ရိုးပြုတ်တာနူကနီးပြီဆိုရင်တော့ချင်းစော်ကားကြီးကိုဒီလိုလေးအစိထုတ်ပြီးတော့တပြားရိုက်ထားပါတယ်ပါပါလီပြီးတကူချင်းရိုက်မှသာ အရသာပူဆွဲစီပါတယ်ခင်ဗျာတပြားမရိုက်ဘဲထည့်ရင်တော့ချင်းစော်ကားကြီးအရသာမပေါ်လွင်ပါဘူးဟိရဲကိုချင်းစော်ကားကြီးထိလိုက်တာနဲ့ပင်မြောက်ပိုင်းရှမ်းပြည်ကိုရောက်သွားသလိုပါပဲ တိတဲ့ပူပြီးအနံ့ပြေဆုံးအောင်ချင်းကိုလည်းတပြားရိုက်ပြီးထဲပါတယ်။မီးအေးနဲ့အချိန်ကြာသည်ထိကြိုပြီးပြီဆိုရင်တော့မြုပ်သည်အနီတောင်းနဲ့ချက်သွွန်ဖြူကိုညံ့ညက်ပါအောင်ဖောင်းရပါတယ်ခင်ဗျာ။တပြိုင်တည်းမှာပဲရှက်နဲ့နဲ့နဲ့ပင်စင်းကိုလည်းနှုတ်နှုတ်ဆင်းထားရပါတယ်။မြုပ်သည်နဲ့ချက်သွွန်ဖြူထောင်းထားရလဲညက်ပြီးဆိုရင်တော့အလုံးအစင်းသင်းထဲလို့ရပြီပေါ့ဗျာ။ ပြုတ်ထားတဲ့ဝက်နေယူကလည်းနူးညံ့ပြီးအရင်နဲ့အသာအရသာတသားတည်းဖြစ်သွားပြီဆိုရင်တော့အစင်းသင်းဖြစ်နေတဲ့ပင်စင်းရှက်နန်နန်နဲ့မြူတီချက်သွင်မြူထောင်းထားတာကိုတပြိုင်တည်းရောထည့်လိုက်ပါတယ်။ထူးခြားတဲ့အနံ့ရသာပြည့်စုံတဲ့ချင်းစောကားကြီးရဲ့အချင်းစုစုအရသာလေးပေါ်မှာချင်းငန်ဆက်ကလေးတွဲပြီးတော့အစီများတာမကြိုက်တဲ့သူတွေအတွက်ဝက်နေယူချင်းငန်ဆက်တော့ဆန်းလေးပါ။